ပြီးတော့မင်းလိုရာပတိစီသူမင်းကြီးသားတော်၅ပါးအနက်ငယ်ဆုံးသားတော်မှာဝဲမီများပြလာသောပကံမင်းတစ်ပါးဖြစ်သည်ဒေရီတိဘုဝနာဒိစရာဓမ္မရာဇာဗုဒ္ဓမင်းဟူ၍၎င်းဒေရီတိဘုဝနာဒိဒရာဓမ္မရာဇာဟူ၍၎င်းနှလုံးများဟူ၍၎င်းပြီးလို့မင်းလိုဟူ၍၎င်းဇေယတိန်ခါဟူ၍၎င်းမျိုးမျိုးခေါ်ကြသည်ရင်းပွဲအမည်များမှာပါဏိတက္ကတမြမသုံးပါးသားဖြင့်မှဲ့ခေါ်ထားသောဝဲမီများဖြစ်ကြသည်ဒေရီတိဘုဝနာ ဒီဒရာဓမ္မရာဇဟူသောဘွယ်အမည်မှာတက္ကတဘာသာစကားဖြင့်မှဲ့ခေါ်ထားသောဘွယ်အမည်ဖြစ်သည်။ဒါတော်၅ပါးအနက်ငယ်ဆုံးတတော်ဇေယတိန်ခအားခမည်းတော်နာပတိစီသူမင်းကြီးကအလွန်ချစ်ခင်မြင်လို့သည်။ပြန်ရောက်အခါနာပတိစီသူမင်းကြီးလက်ညှိုး၌ခူနာပေါက်သည်။နာပတိစီသူမင်းကြီးမိဖုရားများတဲ့တွင်တပါတော်မိဖုရားမှာဥယင်တည်းသမီးဖြစ်သည်။ဒုံမိဖုရားသည်ခူနာကြိုက်ခဲနာကျင်နေသည်ဖြစ်၍မရင်နိုင်မစားနိုင်ဖြစ်နေသောဘုရင်မင်းကြီးလက်ညှိုးကိုပါဇက်ဖြင့်ငုံထားသည်။ မိဖုရား၏အာငွေးကြောင့်ဝေဒနာတက်တာသွားသလိုဖြစ်သွားပြီးဘီရင်မင်းကြီးအိပ်ပျော်သွားသည်ဘီရင်မင်းကြီးဆက်တော်ခေါ်နေစဉ်လက်ညှိုးကခုနာသည်မိဖုရား၏အာငွေးတင့်ပြီးပြီးပေါက်သွားသည်မိဖုရားသည်ဘီရင်မင်းကြီးလက်ညှိုးကိုပစက်ကထုတ်ပြီးပြီးကိုထွေးပြစ်လိုက်ပါကဘီရင်မင်းကြီးနိုးသွားမှစိုးသည့်အတွက်ပစက်ထဲကပြီးကိုမျိုးချပြစ်လိုက်သည်ယင်းဖြစ်ပြမျိုးဗုဒ္ဓလက်ထက်တော်ကလည်းဖြစ်ပြခဲ့မှုသည်ဒါတော့ဇာတသက်သည်ဒေဝရတ်နှင့်ပူးပေါင်းလျက်ခမည်းတော်ဗိမတာရမင်းကြီးကိုဖောင်သွင်းခြင်းချထားသည် ။ဝရောက်ကလေးမွေးဖွားလာတော့ကဇာတသက်သည်အကင်တူဖြစ်လာ၍မိဘမြတ်တာဖြစ်ပေါ်လာပြီလေ။သူခမည်းတော်လည်းသူ့အပေါ်တွင်ထိုကဲ့သို့ပင်မိဘမြတ်တာရှိလိမ့်မည်ဟုသဘောပေါက်လာသည်။ဤတွင်ဝေဒဟိမိဖုရားကြီးကဇာတသက်အားနောက်ကြောင်းပြန်ပြောပြန်သည်။ဇာတသက်ကလေးအရွယ်ကလက်တွင်အနာပေါက်သည်။အနာပေါက်သောဇာတသက်၏လက်ကိုခမည်းတော်ဘိမတရမင်းကြီးကပစက်ဖြင့်ငုံထားသည်။ထိုတွင်အနာပြီပေါက်သွားသည်။ခမီးတော်မင်းကြီးသည်အိပ်ပျော်နေသောသားတော်လေးနိုးသွားမှဆိုရင်ဇက်ကပြီးကိုထွေးမပြစ်ဖဲမျိုးချပြစ်လိုက်သည ဘယ်တော့မိပြားကြီးထမ်းမှအကျိုးအကြောင်းကြားသိရသောအခါဇာတသက်သည်အကျဉ်းချထားသောခမည်းတော်ကိုအကျဉ်းကချက်ချင်းလွှတ်ပစ်ဖို့စီစဉ်သည်။လူရတွင်အခါနှောင်းသွားပြီးမမတရမင်းကြီးသည်အကျဉ်းထောင်ထဲတွင်ကြွယ်လွန်လေပြီးမဟာပတိစီသူအကြောင်းတွင်မိပြားကဘရင်လက်ကိုငုံထားပြီးအဇာတသက်၏ထုတ်ပတိ၌ခမည်းတော်ကတားတော်၏လက်ကိုငုံထားသည်ဖြစ်၍မင်းမယားနှင့်တားဖကွဲပြားခြားနားမှုရှိတော်လဲအနာကိုပါဇက်ဖြင့်ငုံထားပုံနှင့်ဤကိုထွေးမပြပဲမြို့ချပုံချင်းတူနေသည် လားတူချားဆက်လမ်းများလည်းရှိသေးသည်ဥက္ကရမင်းကြီးလက်ချောင်းတွင်ခူနာပေါက်သောအခါမိပြားငယ်ကလက်ချောင်းကိုငုံထားသည်ရင်းကိုတုံ့ပြန်သည့်အနေဖြင့်ဥက္ကရမင်းကြီးသည်မိပြားငယ်၏သားတော်ကိုခင်းနဲ့အယားအယားဖြင့်အမှတ်လိုက်သည်ရတ္တိစီလူမင်းကြီးဆက်တော်ခေါ်ရမှလိုလာသောအခါချိုးအကြောင်းသိရှိသွားသည်ဖြစ်၍မိပြားအားလိုရာစုကိုတောင်းစေဟုမိန့်တော်မူလိုက်သည်မိပြားကသူ၏သားတော်ဇေယတိန်ခါအားအိမ်တော်ဆောင်ခံထားတော်မူပါဟူသောစုကိုယ်သာတောင်းသည်။ဘုရင်ကြီးသည်မိပြားတောင်းသောစုအတိုင်း ။ဒါတော့ဇေယျတိန်ခါအားနန်းတော်ဆောင်ခံထားလိုက်လေသည်။အဲဒါဇေယျတိန်ခါနန်းတော်ဆောင်ယာရုယာချင်းမှာမိတော်မင်းကြီးနဲ့ပုံမိုနီးစပ်မှုရရှိသွားသည့်ဖြစ်၍ရာဇပလင်ပေါ်ရောက်ရှိရေးအတွက်ခြေလှမ်းလှမ်းလာခြင်းပင်ဖြစ်လေသည်။ရောက်သည့်စီသူမင်းကြီးသည်နားတော်၅ပါးတဲကမိသည့်တားတော်အားဒီနရရာအဖြစ်ရွေးချယ်ရမည်နည်းဟုစိတ်ကိုပြီးလဲအာရုံ၅ပါးအားတဏှာ၌စုဝေးစီလျက်အာရုံတို့၏အလဲဘို၌ခီးပြူဆတ်မည်ခီးပြူလဲကြသွားသည့်ဘက်ကနေသည့်ဒါတော်သည် ခမည်းတော်၏ထီးနှံကိုဆက်ခံအုပ်စိုးရမည်။တခြားသားတော်၄ပါးကထီးနှံဆိုးဆန်သောသားတော်အားရံမမှုပဲကိုညီဆောင်ရှောက်ရမည်ဟု၍မိန့်တော်မူလေသည်။သားတော်၅ပါးကသဘောတူကြလေသည်။မြင့်ကြီးသည်ထီးနှံဆိုးဆန်ထိုက်သူသားတော်ဘက်ထီးဖြူတိတ်ညွန့်စေသည်ဟု၍ဂိတ်ထံပြုလျက်သားတော်၅ပါး၏အလဲတွင်ထီးဖြူဆက်၍လက်ကိုလွှတ်လိုက်လေသည်။ထို့အခါထီးဖြူသည်အငဲဆုံးသားတော်ဇေယတိန်ခါဘက်လဲကျသွားလေသည်။ဝတ်တိန်ခမင်းသားအားထီးဖြူတော်ကလည်းလူလာသည်။ဘီယမင်းကြီးကလည်းလူလာသည် ကြံသားတော်လေးပါးကလည်းကြည်ပြူကြသည်။ထို့ကြောင့်ဇေယသိန်းခနန်းတက်လာတော့ခါခီလိုမင်းလိုဘရင်ဟုမိတွင်လေသည်။မိလူဆရာအရက်တွင်ဒီလိုမင်းလိုမင်းကြီးကိုးွယ်တီထားသောဖျားကိုလည်းခီလိုမင်းလိုဖျားဟုခေါ်ဝေါ်ကြသည်။ဗကံဖျားများအနက်ဇေယတီသူဘရင်၏မိနာမကိုဆွဲပြု၍ဝဲမိတွင်သောဖျားမှထိုဖျားတစုလောက်သာရှိပေလိမ့်မည်။ချုပ်ကမူဒီလိုမင်းလိုကဒီလောကမင်္ဂလာဟူသောပါဏိအမိမှအုတ်ပြက်ပပြက် ဖြစ်သွားပြီးခီလိုမင်းလိုဖြစ်လာကြသည်ဟုဆိုကြသည်။ ၎င်းရှိချင်းရှားသောဇေဒီပထိုးများတွင်ထိုဇေဒီပထိုးနှင့်ပတ်သက်သောကြောက်စာရှိသမျှဖြစ်သည်ဒီလိုမင်းတို့ဂူဖျားကြောက်စာမှာမူရင်းနေရာ၌မရှိတော့ပြီဖြစ်သောကြောင့်ဖျားနှင့်ပတ်သက်၍ခြေရာကောက်ရန်မလွယ်ကူသလိုဖြစ်နေသည်တွေ့ရတွင်မူလကြောက်စာကိုဖျားကြီးအရှိဖတ်နှစ်ဖာလုံးအကွာတွင်ရှိသောဂူဖျားငယ်တစုအတွင်း၌တွားတွေ့ကြသည်ထိုကြောက်စာ၌တကရ969ဒဂူလာဇန်တရက်၅နေအားတိရိတ္တိဘုဝနာဒိဒရာဘဝဒဓမ္မရာဇာမြည်သောနှောင်းများမင်းကြီးသည် တပည့်ညဖျားစုကိုလိုချင်၍ဇရဏတိစမ်းကြဲစွာသောဂူတော်လည်းပြုတော်မူ၏မိတ္တကလည်းပြုတော်မူ၏စသဖြင့်ရေထူမှတ်တမ်းတင်ထားသည်ထို့ကြောင့်ဒီလိုမင်းတို့ဖျားကိုတက္ကရာ969ခုနှစ်တွင်တည်တည်ဟုယူဆကြသည်ဒီလိုမင်းတို့ဖျားသည်ပကရှိကြီးကျယ်ခန္ဓာတော်ဖျားများတဲ့တွင်နောက်ဆုံးတည်တော်ဖျားဖြစ်သည်ဒီလိုမင်းတို့မင်းသည်ဒီလိုမင်းတို့ဖျားအပြင်ဒီဟုပုံစံစေတနာဖျားနှင့်မဟာဘောဓိပုံစံမဟာဘောဓိဇေဒီကိုလည်းတည်သည်သူခမည်းတော်လက်ဆတ်တတ်မသွားသော ဂေါတော့ပလင်ဖျားကိုလည်းပြီးအောင်ပြီးသည်ဒီလိုမင်းတို့မိအခြားအမိတစ်ခုမှနောင်များမင်းဖြစ်၍သူဤတရားရုံး၌စီရင်သောတရားဖြတ်ထုံးများကိုနောင်များမင်းဖြတ်ထုံးဟုခေါ်လေသည်ယင်းဖြတ်ထုံးများမှာသူအမိဖြစ်ရှိနေတော့လဲသူစီရင်သောသူဤကိုပိုင်ဖြတ်ထုံးဟောက်ခံတော့မလူပဲနောင်များမင်းသည်တာရည်ပြည့်ရထဓမ္မရေး၌သာငွေရော်သူဖြစ်သည်ဖျားပထိုးတဲခြင်းဖျားပထိုးများအားပူဇော်ကြော့ခြင်းများ၌ပျော်ပိုက်သူဖြစ်သည်သူနောင်တော်လေးပါးကသူနိုင်ရခြင်းကိုမဆန့်ကျင်ကြခြင်းမှာ ဟန်ပြည်အုပ်ချုပ်ရေးကိုသူ၏နောင်တော်၄ပါးလက်ထက်အပ်ထားသောကြောင့်ဖြစ်ပေလိမ့်မည်။နောင်တော်၄ပါးသည်သူတို့၏ခမည်းတော်အားမိတော်ကိုဖိဖိမမလှုပ်ပါမည်ဟုဂရိပေးထားသည့်အတိုင်းနေ့စဉ်နေ့တိုင်းစည်းဝေးတိုင်ပင်မည်လေ။တိုင်းရေးပြည်အမှုများကိုဖြည့်ရှင်းပေးကြသည်။ထို့ကြောင့်နောင်များမင်းလက်ထက်၌လှုပ်ယုံပေါ်ပေါက်လာခြင်းဖြစ်ပေသည်။နောင်တော်၄ပါးကဝိနုဝတိမိပြားမှဝေးခွာလာသောဇေယတူရနှင့်ဦးဆောက်ပန်းမိပြားမှမြင်သော ရာဇတူရပြန်ချီကကတူတို့ဖြစ်ကြသည်။နောင်များမင်း၏မေတော်မှမူ ဝင်းတဲ့သမီးမိဖုရားငယ်ဖြစ်သည်ဘုန်းမြင်ဖြစ်ကြည့်လေဒီလိုမင်းလိုဖုရားသည်ကမ္ဘာသမိုင်းနဲ့မြမသမိုင်းနဲ့ရှိတော့ထိနန်းလူကြသည့်ထုံတန်းစင်လာများနဲ့စန့်ကျင်ဘက်အားဖြင့်ဒီတော်နောင်တော်များထိနန်းအတွက်ဒုတိယဓာတ်ပြက်ဝေထွက်တန်ယုံမဖြစ်ကြဘဲနိုင်ပြည်နိုင်ငံရေးအတွက်ရှေးရှုလျက်စီစီလုံးလုံးညီညီညွတ်ညွတ်ရှိရသည်ဆိုသည့်အချက်ဤအမှတ်တင်ကြတာလည်းဖြစ်နေပေသည်ဒီလိုမင်းလိုဖုရားသည်ပကံအရှိဖတ်တမိုင်ခန့်အကွာညာဦးပကံလမ်းမှာပေးတွင်ရှိသည်ဖုရားဤအရှိမှုသည်ညာဦးဘက်လှည့်နေပြီး အနောက်မုတ်ဒီပကံဘတ်လှဲ့နေသည်ရမကြီးမှာဖျားကြီးမြောက်ဖက်ကြသည်ကာလန်ဘတ်ကမုတ်ဒီခီလိုမင်းလို့ဖျားကြီးအရှိမုံမဟုတ်ပေမြောက်ဖက်မုတ်ဖြစ်သည်သို့တော်လည်းမြောက်ဖက်မုတ်မှာကလမ်းဘတ်လှဲ့နေပြီးကာလန်နဲ့ကတ်နေသဖြင့်ဖျားခုများသည်အရှိမုတ်ကအဝင်ထွက်နေလျက်မြောက်ဖက်မုတ်မှသာလည်းဝင်ကြထွက်ကြသည်ဟောကြောင့်ခီလိုမင်းလို့ဖျား၌အရှိမုတ်တွင်မရှိကားပဲမြောက်ဖက်မုတ်၌ရှိကားနေသည်လမ်းခီးတဲ့သည်ခီလိုမင်းလို့ဖျားတို့ရောက်လာသည်ခီလိုမင်းလို့ဖျားသည်ရွှေကြီးကုံဖျားလို့ ဘုရားဆောင်ဘောကဘုရားမျိုးမဟုတ်ပဲလက်ရိုက်ထဲကရှေးဟောင်းဘုရားပစ္စည်းမျိုးဖြစ်၍ရွှေရောင်ဝင်းမနေပေခေါင်းရောင်လည်းဖွေးမနေပေဗကန်ခေဘုရားတီစားကကဲတော့ပဲဗကတိအုတ်နေရောင်သာပေါ်နေတကေဗကန်ခေကပုံစံအတိုင်းပဲဖူးတွေ့နေရလေသည်ဘုရားကို၄တောင်မဟာယံအုတ်တိုင်းကာယံထားသည်အုတ်တိုင်းမှာ၄၅ပေလောက်သာမြင့်သည်ဂါလမကြီးမှာအုတ်တိုင်းအထိလမ်းခင်းထားသဖြင့်ကားဝင်၍ရသည်ဗကန်ခေတည်းသည်တတိယအကြိမ်ရောက်လာစဉ်က ဖျားတွင်ဖျားကူးများနဲ့နိုင်ငံခြားခရီးသည်များစီစီကားကားရှိနေသည်ကိုတွေ့ရသည်။မြောက်ခွတ်မိုးဝတွင်လည်းမိုးဝင်ဘေးနှဖက်၌ရေဟောင်းပစ္စည်းရောင်းချသောဈေးတဲ20အဆိပ်လောက်အတန်းတန်တန်းစီ၍ဈေးရောင်းချနေသည်ကိုတွေ့ရသည်။ယခုစရုပ်ထအကျဉ်းရောက်သားသောအချိန်ကဖျားကြီးတွင်မိမိတို့မှတပတ်အခြားမြည်သူများမရှိပေ။ရင်းဤပွဲထိုင်နေသောဖျားဆောင်တယောက်ကိုသာတွေ့ရသည်။လူသူတိုက်ဆိုင်ပြီးအလင်းအောင်အားနေသောဂူဖျားကြီးအတွင်းသာမိမိတို့ကြီးလှဲပတ်ကြည့်နေရသည်မှာ ရွံ့တယ်လို့ကြောက်တယ်လို့ပင် ဖြစ်လာသည်။ကျွေးတိကုံဖျားတွင်လူစီကားသလောက်ကြီးလိုမင်းလိုတွင်ကြီးနှင့်ဖုတ်ဖုတ်ဖြစ်နေသည်။ဒီကိုယ်လည်းအေးအေးဆေးဆေးလာပြီးတရားထိုင်နေဖို့တာကောင်းတော်သည်။ကြီးလိုမင်းလိုဖျားသည်ပကံတဝရှိကြီးမားသောတိုင်းကူဖျားကြီးများတဲ့တွင်အစုအပါဝင်ဖြစ်ပြီးအနီနာပဝဲကျင်တဝိုင်း၌ကောင်းကင်အထိမြင်မာထိုးထွန်းနေသောကြီးဆုံးဖျားကြီးဖြစ်သည်။အောက်ခြေမှကွန်းတောင်ထိပ်သည့်ပေတရ90ခန်းမြင်သည်။အောက်ခြေပတ်လည်းမှာတစ်ဖက်စီပေတရ40ချီသည် အာယုံခံခမ်းမကြီးကိုအရှိတ်ပတ်မျက်နှာမှူထားပြီးအခြားသုံးဖက်၌လည်းမုတ်ခုံးအာယုံခံများရှိသည်ဘုရားကြီးတစုလုံးသည်အင်္ဂရေပန်းဂလူပန်းဆွဲတိုင်တောင်ပန်းမိုးပန်းတိုင်ဖုံပန်းပလဲကုန်းစသောရှေးအောင်မြင့်ပညာလက်ရများဖြင့်ပကံခေအတွင်ဆောင်းနေသည်မြစီအားဆင်းဆင်း၌ဆင်းကွက်ဆင်ပန်းများကို တွေ့ရသည်အတွင်းနေရာများရှိပကြီးဆေးများမှာရာသူဥတုနှင့်ပိုးမှားများအနေအကျရှေးအတွင်းမေးမိန်ပြောက်ွယ်နေကြပြီ။ဘုရားကြီးတွင်အထက်နှစ်ထပ်ရှိသည့ ဘောဓတုတက်ရန်လှေကားနှစ်ခုရှိသည်နှစ်ထပ်စလုံးတွင်ဗုဒ္ဓရုပ်ပွားတော်များရှိသည်အရှိဘတ်မုံမဝင်လဲဗုဒ္ဓရုပ်ပွားတော်ကြီးရှေ့မှောက်တန်းရောက်သွားသည်အခြားမျက်နှာများ၌လည်းဗုဒ္ဓရုပ်ပွားတော်များရှိကြသည်ဘောဓတွင်လည်းအလွန်တရာတက်ပယ်လာသောဗုဒ္ဓရုပ်ပွားတော်ကြီးရှိသည်အဘောဓတတ်သောလှေကားမှတက်သွားလေကွန်းတောင်ပတ်လေအခြေအထိရောက်သည်ဗြန်ခီးတဲ့ဒီထီးလို့မဲလို့လှန်ကူဖျားကြီးပေါ်တတ်သူတက်သွားသည်ဝင်းလက်တောက်ပါတော့မနှက်ပိုင်းနေအောင်ကြီးအောက်တွင်လှန်ကူဒုတိယအဆင့်မှအနောက်သို့မျောကြည့်လိုက်သည် နောက်ခံတန့်စီတော့နဲ့တာယာဂျီနူးဝယ်ပကံအလှဖော်လာလေသည်ဂျီလိုမင်းလို့ရဲ့နောက်ဖက်တခွင်တိုင်းဂျီသူ၏စိတ်နှလုံးကိုညှို့ယူဖန်ဆာထားသောအာနန္ဒတပ်ပေညွတ်စသောထင်ရှားသည့်ဇေဒီပထိုးကြီးများနဲ့မထင်မရှားခွင်းလုံးပြည့်တမျောတခေါ်ကြီးကိုအံ့မြင်နေရသည်ဂန်ခီးတဲ့သည်နောက်ဖက်ရှုခင်းကိုမျောကြည့်လိုက်ပြန်သည်ရေအော်ဒီမြေနောက်ခံနေမြာစီကုံဇေဒီဥပါလိတိန်စသောဇေဒီပထိုးများကိုအံ့မြင်ရသည် ငိမ့်တတ်နေသောထိုရှုခွင်းတွင်တပ်ဝင်လှုပ်ရှားနေသောရှုခွင်းရှုွက်များလည်းမြင်နေရသည်ထိုရှုခွင်းရှုွက်ကဇီလိုမင်းလို့ဖျားကြီးမြောက်ဖက်ရှိပကညာဦးကားလမ်းတစ်လျှောက်၌ပြက်တောင်းပြက်တောင်းဖြတ်တန်းသွားလာနေကြသောငွားလဲမြင်းလဲနှင့်ကားများဖြစ်ကြသည်တစ်ခွက်ခွက်မြင်နေသောမြင်းခွာတံများသည်တိတ်ဆိတ်မြင်တတ်နေသောဇီလိုမင်းလို့ပဝန်းကြီးကိုထွင်းဖောက်ဖြက်စီးနေကြသည်ကံခီးတဲ့သည်ဒီလိုမင်းတို့တောင်ပတ်မျက်နှာပြင်ကိုညှော်ကြည့်လိုက်ပြန်သည်ချိန်လန်းဆူပြေခြင်းမရှိသော ဝါချင်းချင်းပြောင်းစပါတော့သည်ဖျားဤတောင်ဘက်အုတ်တိုင်းအပြင်ဘက်ကဆ၍သမျောတခေါ်ကြီးပြန်ပြူးတည်ရှိနေသည်ပြောင်းစပါပေများ၏အလွန်၌ဘုရားငှုတ်တို့များကိုကျိုးထူကျဲတဲ့အံ့မြင်နေရသည်ယင်းဖျားပြူဖျားပြက်များနှင့်ဘုရားငှုတ်တို့များသည်ယခုခါ၌နိစ္စတရားဒေသနာကိုဟောကြားနေကြတော်လဲတစ်ခေတ်တစ်ခါကမှပူဇော်ဝတ်ပြုနေသူများဘုရားတကားဘုရားအမအများနှင့်စီစီကားကားပင်ရှိနေပေလိမ့်မည်။ဗကန်ထီးတဲ့သည်ဒီလိုမျိုးလို့ဘုရားအပေါ်တမ်းမှာ စွပြက်ဖွဲရင်းရှုခင်းများကိုငေးမြော်ကြည့်ရှုရင်းရှေးခေပကံပြီကို လွမ်းစွတ်တတ်တာနေမိလေသည်